င်္ဂလာပါခင်ဗျာသတင်းရင်းမြစ်သေးကိုအတွင်းကြကြလည်လာသုံးသပ်မှုအစီအစဉ်ကနေကြိုဆိုပါရစေမင်္ဂလာပါရှင်ဒီနေ့ကျွန်တော်တို့ကြည့်ကြမှာကတော့မလေးရှားကွာလာလမ်ပူးမှာမကြခင်ကပဲပြီးသွားတဲ့၄၈ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးပေါ့နော်ဟုတ်ကဲ့အဲ့ဒီအစည်းအဝေးနဲ့ဆက်ဆက်ပြီးတော့ဘာတွေဖြစ်လာသလဲအထူးသဖြင့်အဲဒေတာတွင်ညင်းချမ်းရဲ့ကြိုးပမ်းမှုတွေတော့အင်အားကြီးနိုင်ငံတွေဘယ်လိုပါဝင်လာသလဲဆိုတာတွေပေါ့อืม အာဆီယံအနာဂတ်အထက်ဘယ်လိုတက်ရောက်မှုတွေရှိမလဲဆိုတာကိုကျမတို့ဝါယုံတို့အယ်ဂျီစီရာတို့ကတဲ့အချက်လက်တွေပေါ်မူတည်ပြီးတော့ဆွေးနွေးကြည့်ရမှာပါဟုတ်ပါပြီဒီတစ်ခေါက်အစီအဝေးမှာလေအရှိတီမော်ကအာဆီယံရဲ့စစ်တပ်နိုင်ငံမြောက်ဖွဲ့ဝင်ဖြစ်လာတာကတော့တမိုင်းဝင်ပဲနော်ဟုတ်တယ်ဟုတ်ဒါကတော်တော်လေးထူးခြားတဲ့အချက်ပဲအစီအဝေးဆောင်ဖို့ကအလုံးပါဝင်မှုနဲ့ရရှိတည်တွင်မှုဆိုတော့လေလက်ရှိဒေတာတွင်ကဘာစင်ခုံမှုတွေအတွက်အာဆီယံ၈၀မဲ့လမ်းကိုညွှန့်နေသလိုပဲအဲ့တော့အဲ့ဒီအစီအဝေးကနေဘာတွေအထူးကထွက်လာတယ်လဲ ထိုင်းကဘော်ဒီယာငီးချမ်းရေးတဘောတူညီရဲ့ဆိုတာမျိုးတွေကစိတ်ဝင်စားဖို့ကောင်းတယ်။ဟုတ်ကဲ့အဲ့ဒါလေးအရင်စပြောကြအောင်ဒီထိုင်းကဘော်ဒီယာကိစ္စကဇူလိုင်လတုန်းကတော်တော်လေးဆိုးဆိုးရွားရွားထွက်ခဲ့တာနော်နေစက်မှာမှန်ပါတယ်သွေးထွက်တန်ယုံမှုတွေရှိတယ်လူ၄စီကျော်တေဆုံးတယ်လူ၃သိန်းနီးပါးအိုးမဲ့အိမ်မဲ့ထွက်ခဲ့တယ်လို့ဆိုတယ်လေဟုတ်ကဲ့အခုကျတော့ကွာလာလမ်ပူရင်းချမ်းရေးတဘောတူညီကြဆိုပြီးထွက်လာတယ်အဲ့ဒါကဘလောက်အထိ အတက်ဆွေအခြေအနေဖြစ်မလဲအဲ့ဒီသဘောတူညီချက်မှလေအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပါဝင်လက်မှတ်ထိုးတယ်ဟောဟုတ်ပြီးတော့မလေးရှားဝန်ကြီးချုပ်အန်ဝါအစ်ဘရာဟင်သူတို့နှစ်ယောက်ပူးတွဲလက်မှတ်ထိုးတာအဲ့ဒါကနည်းနည်းထူးခြားတယ်ဟုတ်ကဲ့သဘောတူညီချက်အသေးလေးကိုကြည့်ရင်ကမောရီးယားစစ်တုံးပန်း၁၈ဦးကိုပြန်လွတ်ပေးဖို့อืมလူသားချင်းစာနာမှုအရာပေါ့ဟုတ်တယ်ပြီးတော့နေဆက်ကလက်နက်ချီတဲ့မိမျိုးမိုင်းတွေဖယ်ရှားဖို့အာဆီယံဥဆောင်တဲ့စောင့်ကြည့်ရအဖွဲ့လေးဖွဲ့မယ် နေနေမပူတွဲတိုင်းတာဖို့မိုင်းရှင်းလင်းရလို့ဖို့နောက်ပြီးဟိုအခုအရန်ပြတ်နာကြီးနေတယ်လင်းလင်းမှုဂိုင်းနေလေအဲ့လာဒီကိုပူတွဲတိုက်ဖြုတ်ခုအထီပါတယ်ဆိုတော့တော်တော်လေးတော့အလက်တွေ့ကြတဲ့အချက်တွေပါတယ်ဒါပဲမဲ့ဒီနေရာမှာတမတာထရန်ဂျာပါဝန်ဘတ်တမှုကစိတ်ဝင်စားစရာပဲတတိနေထဲမှာသူဟာကွန်တွယ်ရေးအခွန့်တော်ကစ္စတာ၄သုံးပြီးတော့ဒီညင်းချမ်းရေးကိုသူအားပေးခဲ့တဲ့ဆိုတာမျိုးဟုတ်တယ်အဲ့ဒီလိုစီးပွားရေးကိုလီးပါလို့သုံးတဲ့နီလန်ကတော့ ဘယ်လိုမြင်လဲအဲ့ဒါသမထထရိုင်ရဲ့ချင်းကမှုပုံစံတစ်ခုလို့ပြောရမှာပဲသူ့ရဲ့ signature move လို့ဖြစ်နေပြီဇူလိုင်လအပေးရဆန်းရေးတုန်းကလည်းထိုင်းရောဂမောရီယာကိုပါအမေရိကန်နဲ့ကုန်သွယ်ရေးအခွင့်အရေးတွေပြန်စင်းစားရမယ်ဆိုတဲ့သဘောမျိုးဖိအားသိခဲ့တယ်လို့သတင်းတွေမှာဖော်ပြတယ်လေဟုတ်ကဲ့အခုလက်ကြည့်ရင်ဒီနင်းဂျန်ရဲ့သဘောတူညီချက်လုပ်တဲ့အချိန်မှာပဲအမေရိကန်ကကမ္ဘောဒီးယားနဲ့အဓိကကုန်သွယ်ရေးသဘောတူညီချက်တစ်ခုထိုင်းနဲ့ကြတော့အရေးပါတဲ့တပ်တူထက်အဆင်ရသဘောတူညီချက်တစ်ခုအဲ့ဒါတွေကိုတပြိုင်တည်းချုပ်လိုက်တာ အော်ချိတ်ဆက်ပြီးလှုပ်သွားတဲ့သဘောပေါ့ဟုတ်တယ်အဲ့တော့တစ်ဖက်ကကြည့်ရင်တော့ငင်းချမ်းရဲကိုအားပေးတယ်ပေါ့ဒါပေမဲ့ဟောဒီလိုဖျားပေးမှုအပေါ်ခြေခံတဲ့ငင်းချမ်းရဲကဘလော့ခိုင်မှာမလဲဆိုတာကတော့မေခွန်းထုတ်เสียဖြစ်လာတာပေါ့နော်ဟုတ်ပါတယ်အဲ့ဒါကြောင့်လည်းဖြစ်မယ်ကမ္ဘောဒီးယားဝန်ကြီးချုပ်ကတမရာထရန်ကိုနိုဘယ်ငင်းချမ်းရဲစုအသက်အဆိုးပြူတယ်ဆိုပေမဲ့ထိုင်းဘက်ကအရာရှိတွေကတော့ငင်းချမ်းရဲစီတို့လမ်းကြောင်းဆိုပြီးပိုပြီးတရိထားတဲ့စကားမျိုးတုံးထွားတယ် အတိအကျပဲထိုင်းရရှိတွေကဒါကိုပြည့်ပြည့်စုံတဲ့ငင်းချမ်းရေးလို့မမြင်သေးဘူးရှစ်ဆက်ဖို့လန်းစားတစ်ခုအဖြစ်ပဲမြင်မုံရတယ်။ဟွန်းအရင်ကနေနမိဖြစ်တနာကရှိနေသေးတယ်ဆိုတဲ့သဘောပေါ့။ဟုတ်တယ်လေဒီနေဆက်ငင်းခွားမှုကရှုပ်လဲရှုပ်တယ်တမိုင်းချောင်းရလဲနည်းနည်းရှိုင်းရှိုင်းရှိနေတော့ဒီတစ်ခါလဲနဲ့ပြီးသွားဖို့ကတော့မလွယ်ဘူးပေါ့နော်။ဟုတ်ကဲ့။ဒါမဲ့ခုနပြောတဲ့လက်နဲ့ကြီးတွေဖယ်တာမိုင်းရှင်းတာ နောက်လင်းလင်းကိုင်းတဲ့နေနေတာမျိုးတွေပူပေါင်းလို့မယ်ဆိုတာကတော့တကယ်အပြုတ်သဘောဆောင်တဲ့တိုးတက်မှုလို့ဆိုရမှာပါ။ကောင်းပါပြီ။တမရထရင်ရဲ့ဒီအာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်မှုနဲ့ပတ်သက်လို့တခြားဘာတွေထူခြားသေးလဲဗျာ။သူကစစ်ပွဲတွေအများကြီးကိုအဆုံးသတ်ပြီးခဲ့တယ်ဆိုတဲ့ claim တွေလည်းလုတ်သွားတယ်ကြားတယ်။ဟွန်းဟုတ်။သူကစစ်ပွဲရှစ်ခုလောက်ကိုရပ်တန့်ပြီးခဲ့တယ်။အဲ့ဒီထဲက၅ခုကကုံတွယ်ရေးနဲ့ခွန်းတူတီတုံးပြီးလုတ်ခဲ့တာဆိုပြီးအခိုင်အမာပြောသွားတယ်။ဟုတ်ကဲ့။ပြီးတော့အခုလက်ရှိဖြစ်နေတဲ့ပါကစ္စတန်အာဖဂန်နစ္စတန်ပဋိပက္ခ အဲ့ဒါကိုလည်းသူဝင်ရှင်းပေးနိုင်တယ်ဆိုတဲ့အရေးအမြတ်မျိုးပြောပြီးတော့ပါကစ္စတန်ခေါင်းဆောင်ပိုင်းကိုချီထူးတွားတာမျိုးရှိရယ်။အင်းဒါပေမဲ့ရေအိန္ဒိယပါကစ္စတန်ကိစ္စတုန်းကသူကြားဝင်ပေမဲ့ဆိုတာကိုအိန္ဒိယကလက်မခံနိုင်ဘူးမဟုတ်လား။ဟုတ်တယ်ဟုတ်တယ်။အိန္ဒိယကအဲ့ဒီတုန်းကတော်တော်လေးပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့တယ်။ပါကစ္စတန်ဘက်ကရန်လုံးမှုရပ်ဖို့တောင်းဆိုလို့သာအချိန်ငင်တွားတာပါဆိုပြီးပြောခဲ့တာ။အဲ့ဒီတော့သူရဲ့ဒီလိုပြောဆိုမှုတွေကိုလည်းနည်းနည်းသတိထားပြီးကြည့်ရမှာပေါ့။အာဆီယံခေါင်းဆောင်တွေဘက်ကတော့ သမ္မတထရမ်နဲ့တွေ့တဲ့အခါဘာတွေကိုအဓိကဆွေးနွေးကြမလဲ။ကွန်သွေးရေးပဲနေမှာပေါ့နော်။ဟုတ်မှာပေါ့။အထူးသဖြင့်အရင်ကောက်သူ့သမ္မတတန်းတုံကအခွန်အတော့ကိစ္စတွေကြောင့်အာဆီယံနိုင်ငံတချို့တော်တော်လေးဒုက္ခရောက်ခဲ့ကြသေးတယ်။ထင်ရှားတာပေါ့။အာဆီယံနိုင်ငံများစုကအမေရိကန်ဆေးကွက်ကိုပို့ကုန်အပေါ်မိခိုမှုကတော်တော်များတယ်လေ။ WION တင်ရဆိုပြီးခဲ့တဲ့နှစ်ကအမေရိကန်ကိုဒေါ်လာဘီလီယံ300ကျော်ဖူးတင်ပို့ခဲ့တာ။များကြီးပဲ။ဆိုတော့ယင်းတို့က လာအိုတို့ဗီယက်နမ်တို့ကမ္ဘောဒီးယားတို့အပေါ်မှာတမ်ဒါထရမ်ချခဲ့တဲ့အခွင့်အရေးကတော်တော်လေးတက်ရောက်မှုရှိခဲ့တယ်အခုတချို့နိုင်ငံတွေနဲ့တီးခြားသဘောတူညီချက်တွေပြန်ရထားပေမဲ့ဒီခွင့်ရင်းမှာခေါင်းဆောင်တွေကကိုယ်နိုင်ငံအတွက်ကုန်သွယ်ရေးအခွင့်အလမ်းပိုရဖို့အခွင့်ကင်းလွတ်ခွင့်တွေဆက်ရဖို့ဆိုတာမျိုးတွေတေချာပေါက်ဆွေးနွေးကြမှာပဲဟုတ်ပါပြီဒါကအင်အားကြီးနိုင်ငံတွေရဲ့မူဝါဒကဒေသတွင်းနိုင်ငံငယ်လေးတွေပေါ့ဘလို့တက်ရောက်လဲဆိုတော့ပြနေတာပဲ ကွန်ဒွေပြင်းအာရှအန်နဲ့အိန္ဒိယဆက်ဆံရေးကတော့ဘလို့အခြေအနေရှိခဲ့လဲဝင်းကြီးချုပ်မူဒီကဗီဒီယိုကွန်ဖရင့်ကနေစကားပြောသွားတယ်နော်ဟုတ်ကဲ့ဝင်းကြီးချုပ်မူဒီကတော့အာရှအန်နဲ့အိန္ဒိယကြားကတမိုင်းတမိုးထားမှုတွေတူညီတာကိုအလေးပေးပြောသွားတယ်ဟုတ်ကဲ့အိန္ဒိယရဲ့ Act East Policy ကအာရှန်ရဲ့ဗဟိုဖြူးမှုကိုအပြည့်အဝထောက်ခံမှာ၄ဆိုတာကိုထပ်ပြောတယ်။အော် Asian Centrality ဆိုတာဒေတာတွေမှာအာရှန်ကပဲဥဆောင်နေရမယ်ဆိုတဲ့သဘောမျိုးလား။ဟုတ်ကဲ့။အဲလိုသဘောမျိုးပေါ့။ ဂေတာတွဲရဲ့ခင်းကြီးမှာ အာဆီယံကအဓိကဖြစ်နေရမယ်။ပြင်ပအင်အားကြီးတွေလွှမ်းမိုးမှုကိုတိတ်မခံရအောင်ကြိုးစားတဲ့မူဝါဒပေါ့။ဟုတ်ကဲ့။ပြီးတော့အိန္ဒိယအာဆီယံကြားကဘက်ဆုံမဟာဖျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး Comprehensive Strategic Partnership မှာတိုးတက်မှုတွေရှိနေတာကိုလည်းသူကပြောသွားတယ်။ပူပေါင်းဆောင်ရွက်မယ်နယ်ပယ်တွေအများကြီးပဲပြောသွားတယ်ဆိုအဲ့ဒီထဲမှာဗားရီကပို့ပြီးအရေးကြီးမလား။နယ်ပယ်တွေကတော့တော်တော်ဆုံနေ။ ဟိုလူသားချင်းစာနာမှုအကူအညီနဲ့ဘေးအန္တရာယ်တွန့်ပြန်ရေး HDR ရေချောင်းလုံးတုံရေးအဖျားရောင်စီးပွားရေးဆိုတာတမှုတရားအရေးမြူတီကိုရေရှိခံအောင်တုံးတာမျိုးနောက် digital ပောင်းဝဲမှု digital inclusion ဆိုတာလူတိုင်းနေပညာအကျိုးခံစားနိုင်ရေးစာနာရိခာပညာရေးကျန်းမာရေးစိမ့်လန်းစွမ်းရေးစိုက်ပါလုံးတုံရေးအစုံပဲ ော်တော်များတာပဲအထူးသဖြင့်ရေချောင်းလုံကြုံရေနဲ့အပြာရောင်စည်းပွားရေးကိုပိုအလေးပေးလာတာက အခု Indo-Pacific Data အခြေအနေတွေနဲ့ဆက်စပ်နေတယ်လို့ထင်တယ်ဟုတ်အဲ့ဒါကြောင့်2026ကို ASEAN India ရေချောင်းပူးပေါင်းဆောင်ရွက်မှုနဲ့ဖြစ်ပြင်ညာလိုက်တာလည်းထူးခြားတယ် နောက်ပြီးအိန္ဒိယရဲ့2049ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်ရေးရည်မှန်းချက် Fixed Virat 2049နဲ့အာဆီယံရဲ့2055အတိုင်အဝန်မျှော်မှန်းချက် ASEAN Community Vision 2055ကိုချိတ်ဆက်မယ်ဆိုတာကလည်းနှစ်ပတ်ဆက်ဆံရေးရည်ရှိသွားမယ်ဆိုတဲ့သဘောကိုပြရတယ်။ဒီအိန္ဒိယအာဆီယံကိစ္စမှာဖိလစ်ပိုင်သမ္မတမာကိုဂျူနီယာရဲ့မှတ်ချက်တွေကလည်းစိတ်ဝင်စားစရာပဲ။သူကခုအိန္ဒိယဆိုင်ရာညှိနှိုင်းရေးမှူးဆိုတော့လေ ဟုတ်ကဲ့။သူကအိန္ဒိယရဲ့အရေးပါပုံအထူးသဖြင့်ပင်လဲပင်ဥပဒေစိုးမိုးရေးကိစ္စတွေပြောသွားတယ်။မမေသမရမာကော့စ်ဂျူနီယာကအိန္ဒိယဟာကမ္ဘာစတုထအကြီးဆုံးစီးပွားရေးဖြစ်လာတော့မယ်။အာဆီယံအကရအရေးကြီးတဲ့မိတ်ဖက်ပဲဆိုပြီးပြောတယ်။အထူးသဖြင့်တောင်ရယုတ်ပင်လဲလို့ကိစ္စတွေရှိနေချိန်မှာအိန္ဒိယကနိုင်ရန်ကဥပဒေလို့ပင်လဲပင်ဥပဒေစိုးမိုးရေးတို့ဘက်ကယက်တီတာကအရေးကြီးတယ်လို့ပြောသွားတာ။ဟုတ်ကဲ့။နောက်ထပ်အရေးကြီးတာတစ်ခုကအာဆီယံအိန္ဒိယကုန်စည်ကုန်သွယ်ရေးသဘောတူညီချက် AITGI အဲ့ဒါကိုပြန်သုံးသပ်နေကြလေ။အော်ဟုတ်အဲ့ဒါကဘာထွက်လဲ။အဲ့ဒါကနှစ်ဖက်ကုံသွဲမှုမှာအခွန်းတွေစီမင်းတွေကိုတတ်မှတ်တဲ့အဓိကသဘောတူညီချက်ပဲ။အခုပြန်သုံးသပ်ပြင်ဆင်ပြီးရင်ကုံသွဲမှုပမာဏပိုတိုးလာဖို့မျှော်လင့်ကြတာပေါ့။ဒီနှစ်ကုံအပြီးလုံနိုင်ဖို့ရည်မှန်းထားတယ်လို့ဆိုရယ်။အင်းဒါကတော့အိန္ဒိယအာဆီယံဆက်ဆံရေးကောင်းနေတဲ့အပိုင်းပေါ့။ဒါပေမဲ့ American India ဆက်ဆံရေးကြတော့နည်းနည်းလေးအဖို့အထစ်လေးတွေရှိနေသလိုပဲ။အိန္ဒိယနိုင်ငံသားဝင်ကြီးဂျိုင်ရှန်ကာနဲ့ အမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုတို့အာဆီယံစည်းဝေးဘေးမှာတွေ့ကြတယ်ဆိုတဲ့သတင်းထွက်လာတယ်။အဲ့ဒါကဘလိုချင်းဒီမှာတွေ့ကြလာလဲ။အဲ့ဒီတွေ့ဆုံမှုဖြစ်တဲ့အချိန်ကအမေရိကန်ကအိန္ဒိယကွန်ဘီစီတချို့ပေါ်အခေါ်နေဆက်ထားရောဟုတ်။နောက်ပြီးအိန္ဒိယ IT တမားတွေအထက်အရေးပါတဲ့ H1B ဗီဇာဂျေးကိုတိုးလိုက်တာ။ပြီးတော့အရေးကြီးဆုံးလို့ပြောရမယ်။ American Pakistan ဆက်ဆံရေးကတတိတတကြီးပြန်ပြီးနှွေးထွေးလာတာ။အဲ့လာတဲ့ကြောင့်အိန္ဒိယဘက်ကနည်းနည်းအဆင်မပြေထွက်နေတဲ့အချိန် အဲ့ဒီမှာအမေရိကန်နိုင်ငံသားရေးဝန်ကြီးရူဘီယိုရဲ့မှတ်ချက်တွေကပို့ပြီးတော့အံ့သွားဖို့ကောင်းတယ်။ "तू ကဒီအမေရိကန်ပါကစ္စတန်ဆက်ဆံရေးကြောင့်အိန္ဒိယစိုးရင်တာကိုတိတ်အရေးလုံးပုံမရဘူးနော်"ဟုတ်တယ်ဟုတ်တယ်။အိန္ဒိယကတန်တမန်ရေးမှာရင့်ကျက်ပါတယ်ဆိုပြီးတုံးသွားနေတယ်။ပြီးတော့အမေရိကန်ပါကစ္စတန်ဆက်ဆံရေးကအိန္ဒိယနဲ့မိတ်ဖက်ဆက်ဆံရေးကိုမထိခိုက်ပါဘူးဆိုပြီးပြောတယ်။အဲ့ဒါဘလို့ဒီပဲလဲ။တချို့တုံးတက်သူတွေကတော့ဒါတန်တမန်စကားမဲလို့ပြောကြတယ်။ တကယ်တမ်းအမေရိကန်ရဲ့ရည်ရွယ်ချက်ကအိန္ဒိယကိုရုရှားစီကရေနံဝယ်လာလျှော့ဖို့ဖိအားပေးချင်တာဖြစ်နိုင်တယ်လို့ယူဆကြတယ်။အိုးဘာလို့လဲဆိုတော့သမ္မတထရမ့်ကိုယ်တိုင်ကပါကစ္စတန်ခေါင်းဆောင်ပိုင်းကိုချီးကျူးတယ်။ပါကစ္စတန်နဲ့ဟိုခရစ်တိုတော့တတ်တူတူဖို့ရင်မှသဘောတူညီချက်နဲ့လုံးမယ်ပြောတယ်။ဒါတွေကအိန္ဒိယကတော့စူးရင်စရာ ဖြစ်မှာပဲလေ။ဟုတ်တာပေါ့။ American Pakistan နီးစပ်ပွားရင်အိန္ဒိယအတမဟာပြူဟာရအဆင်မပြေဘူးလို့သူတို့မြင်မှာပဲ။ဟုတ်တယ်။ အဲ့ဒီတော့ Rubio ရဲ့ရင့်ကျက်တယ်ဆိုတဲ့ဇာကားကအိန္ဒိယရဲ့စိုးရိမ်မှုကိုတိပါတယ်။ဒါပေမဲ့လောလောဆယ်တော့ကျွန်ုပ်မူဝါဒကဒါပဲဆိုတဲ့သဘောမျိုးတယောက်နေနိုင်တယ်။ဟုတ်ပါပြီ။ဒါကအာဆီယံနဲ့အင်အားကြီးတွေရဲ့ဆက်ဆံရေးအပိုင်းတွေပေါ့။အာဆီယံအဖွဲ့အစည်းကိစ္စမြမအရေးကိစ္စကတော့ဒီထိပ်သီးအစည်းအဝေးမှာဘလို့အထံထွက်ခဲ့လဲ။မြမရဲ့နဲ့ပတ်သက်လို့ကတော့အာဆီယံနိုင်ငံတွေကြားမှာစိတ်ပြည့်မှုတွေပုံများလာတယ်လို့ပြောရမယ်။ဟွန်း အရင်သဘောတူထားတဲ့ပုံသဘောတူညီချက်5 point consensus အဲ့လားအကောင်အထီးပေါ်တာကလုံးဝတိုးတက်မှုရှိတလို့ပဲနောက်ပြီးမြန်မာနိုင်ငံမှာလုပ်မယ်ဆိုတဲ့ရွေးကောက်ပွဲကတော့တကယ်မျှသားပါမလားဆိုတာကိုအာဆီယံနိုင်ငံအများစုကတန်တရားရှိနေကြတယ်ဟုတ်ကဲ့ Al Jazeera ရဲ့သုံးသပ်ချက်အရဆိုရင်တော့အာဆီယံရဲ့ကြားဝင်လှုပ်ဆောင်နိုင်စွမ်းကအကန့်အသတ်ရှိနေတယ် ဖွဲ့ဝင်နိုင်ငံတွေကြောင်းမှလည်းမြန်မာရေးကိုဘလို့ကင်တွယ်မလဲဆိုတာသဘောထားကွဲနေတုံပဲဒါကအာဆီယံရဲ့စူးစီးညီညွတ်မှုကိုမေကုံးထုတ်စရာဖြစ်စေတာပေါ့ဟုတ်ပါတယ်အဖွဲ့ရဲ့ထိရောက်မှုအပေါ်မှာပေါ့တခြားကမ္ဘာအရေးတွေထဲမှာအမေရိကန်တက်ရောက်ကုန်သွယ်ရေးတင်းမာမှုကတော့အာဆီယံကိုဘလို့တက်ရောက်မှုရှိနေလေအဲ့မှာကတော့ဆွေးနွေးပွဲတွေတော့ဆက်လုပ်နေတုံပဲအောင်မြင်မှုရနိုင်ပါတယ်ဆိုပြီးနှစ်ဖက်လုံးကတော့ပြောနေကြတာပဲဒါမဲ့တစ်ဖက်မှာလည်းသမတ်တထရန့်က ဒီရုပ်ကိုဖိအားပေးဖို့ဟိုရှားပါမြေရှားသက်သူကိစ္စတွေမှာဩစတြေးလျလိုနိုင်ငံတွေနဲ့ပေါင်းပြီးမဟာဗျူဟာရလုပ်နေတာတွေရှိရယ်။ဟွန်းဒီအမေရိကန်တရုတ်တမတ်မှုတွေကအာဆီယံနိုင်ငံတွေရဲ့ကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှုတွေကိုတိုက်ရိုက်ထိခိုက်စေသလိုဒေတာတော့မှဘယ်ဖက်ကိုပို့ပြီးလိုက်ရမလဲဆိုတဲ့မဟာဗျူဟာရွေးချယ်လေမှုတွေလို့ဖို့ဖိအားပေးသလိုဖြစ်နေရယ်။နောက်ထပ်ကဘာလုံချင်ရဲ့စွန့်ရှင်ရှားတဲ့တခုကရုရှားရဲ့ဘူရာဗက်စနစ်ဒုံးကြီးစံတမှုပဲ။နျူကလ িয়ার စွန့်ရင်တုံးနျူကလ িয়ার ထိခုတတ်နိုင်တဲ့ အကွာဝေးအကန့်အသတ်မရှိဖြန့်နိုင်တယ်ဆိုပဲတားရှိနိုင်စွမ်းမရှိလို့တောင်ဆိုတယ်ဟုတ်ပါတယ်အဲ့ဒီဒုံးကြည်ရဲ့နီးပညာထပ်ပို့ရေးကြည့်တာကသူ့ရဲ့မဟာဗျူဟာတက်ရောက်မှုပဲလမ်းကြောင်းကြို ခမန်းရခတ်တယ်လက်ရှိကာကွယ်စနစ်တွေကိုကျော်လွှားနိုင်တယ်ဆိုတော့ဒါကကပတ်နျူကလ িয়ার လက်နက်ပြိုင်ဆိုင်မှုကိုအရှိန်မြှင့်လိုက်တယ်လို့ပဲอืมဆိုရင်ရှားပဲနိုင်ငံတကာတည်ငြိမ်ရေးကိုချိန်ထောက်လာနိုင်တယ်အခုရုရှားယူကရိန်းစစ်ပွဲဖြစ်နေချိန်အနောက်ဆုံးနဲ့ရုရှားတင်းမှမှုမြင့်နေချိန်မှာ ဒါမျိုးထွက်လာတာကပို့ပြီးတော့စိုးရင်ဖို့ကောင်းတာပေါ့ရုရှားယူကရိန်းစစ်ပွဲအခြေအနေကိုတိုင်းကတော့ဘလို့ရှိနေသေးလဲအမေရိကန်ကယူကရိန်းကိုထမဟော့ကလိုတာဝေပစ်ဒုံးကျည်ပြီးပေးနိုင်ကြီးရှိတယ်ဆိုတာကတော့အခြေအနေကိုပိုဆိုးသွားစီမလားစစ်ပွဲကတော့ယော့သွားမဲ့ပုံမရှိသေးဘူးရုရှားကလည်းတိုက်နေတော့ယူကရိန်းကလည်းတံပြန်တိုက်နေတော့ပဲထမဟော့လိုလက်နက်တွေယော့သွားရဲ့စစ်မြေပြင်အခြေအနေပြောင်းသွားနိုင်မယ်မေရုရှားဘက်ကလည်းတာသူတို့ရဲ့အနီရောင်လိုင်းကိုကျော်တာ ပြင်းပြင်းထန်ထန်တုံ့ပြန်မယ်လို့တလိပေးထားတော့အခြေအနေပိုတွန်းမာတာပိုပဲရှိတယ်။ဟုတ်ဂါဇာအပိတ်ကရစဲရေးကိစ္စကတော့ဘလို့ဖြစ်သွားသေးလဲ။ Trump မာဝဲပတ်သက်နေတယ်ဆိုတာမျိုးကြားလိုက်တယ်။ဟုတ်တမန်တော် Trump ကကာတာနဲ့ဆွေးနွေးမှုတွေလုပ်နေလဲ။နိုင်ငံကတည်ငြိမ်ရေးတပ်ဖွဲ့ ISF ပြန်ပတ်ဖို့ဆိုတာမျိုးတွေဆွေးနွေးနေကြပါမယ်။စင်ခေါ်မှုတွေကတော့အများကြီးပဲ။ American က Israel ပေါ်ဖိအားပေးမှုတွေလုပ်နေတယ်လို့လည်းဆိုပါရယ်။ တခြားဒေသတွင်းပဋိပက္ခတွေထဲမှာပါကစ္စတန် အာဖဂန်နစ္စတန်ကိစ္စကလည်းမကြသေးခင်ကတိုက်ပွဲတွေပြန်ဖြစ်တယ်မဟုတ်ဟုတ်ကဲ့အဲ့ဒါကိုကာတာနဲ့တူရကီကအကြောင်းဝင်ဖြန့်ဖြီးပြီးလို့ပြည့်ရက်သွားတယ်လို့ဆိုပါတယ်။ဒါပေမဲ့ TTP ကိစ္စကရှိနေလို့ပါကစ္စတန်ကတော့တတိပင်းမှုတွေဆက်လုပ်နေတော့ပဲ။အကြောင်းအရာတွေတော်တော်များများကိုကျွန်တော်တို့လိုက်ကြည့်ခဲ့ကြပြီ။ဒီနေ့ဆွေးနွေးခဲ့တဲ့အာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်ဖြစ်ပေါ်တိုးတက်မှုတွေအားလုံးကိုခြုံငုံပြီးကြည့်လိုက်ရင် ဘလို့အဓိကအချက်မျိုးထောက်ပြလို့ရမလဲဒီအစည်းအဝေးနဲ့ဆက်ဆက်အဖြစ်ဖြစ်တွေအားလုံးကိုကြည့်ရင်လေဒီတာတွင်နိုင်ငံကြီးကကဆက်ဆံရေးတွေကဘလောက်ရှုပ်ထွေးလဲတန်တမာရေးစီးပွားရေးဖိအားပေးမှုပရိပခဖြည့်ရှင်ရေးဆိုတာတွေကတစ်ခုနဲ့တစ်ခုဘလောက်ချိတ်ဆက်နေလဲဆိုတာကိုရှင်းရှင်းလင်းလင်းတွေ့နိုင်ပါတယ်ဟုတ်ကဲ့အထူးသဖြင့်အမေရိကန်အိန္ဒိယတရုတ်လိုအင်အားကြီးနိုင်ငံတွေရဲ့ပါဝင်ပတ်သက်မှုသူတို့ရဲ့မူဝါဒအပြောင်းအလဲတွေက အာဆီယံလိုဒီတရဖွဲ့စည်းရဲ့စုစည်းမှုဗဟုပြုမှုထိရောက်မှုတွေဘလောက်တက်ရောက်နေလဲဆိုတာကိုတော်တော်လေးမြင်သာစေပါတယ်ဟုတ်ပါတယ်အဲ့တော့စဉ်းစားစရာချက်တကူကခုနထိုင်းကမ္ဘောဒီးယားကိစ္စမှာတွေ့လိုက်ရလို့မျိုးစီးပွားရေးအကျိုးစီးပွားကိုလီဗာလိုတုံးသည်ဖိုးဆောင်တဲ့ညင်ချင်းကြီးကဘလောက်ရေရှည်ခမ်းမလဲဆိုတာပဲอืมရေတို့မှာတော့အလုပ်ဖြစ်ပုံရပါမယ်ရေရှည်မှာတကယ်အရင်ခံပြဿနာကိုဖြေရှင်းနိုင်မှာမလားဆိုတာစဉ်းစားစရာပဲ နောက်တစ်ချက်ကတော့အင်အားကြီးကြီးနဲ့အားပြိုင်မှုတွေပိုချမ်းလာတဲ့ဒီအချိန်မှာအာဆီယံနေနဲ့ကိုယ့်ရဲ့စူးစီးညီညွတ်မှုနဲ့ဒေသတွင်းဥဆောင်မှုအခန်းကဏ္ဍဟိုအာဆီယံစင်ထရယ်လစ်တီဆိုတာကိုဘယ်လိုဆက်ထိန်သွားမလဲဆိုတာကအရေးကြီးရဲ့မေးခွန်းဖြစ်လာနေရဲ့ဟုတ်ကဲ့အဖွဲ့ဝင်တွေကြားသဘောထားကွဲခွာတွေရှိနေခြင်းတချို့ကအင်အားကြီးတွေနဲ့တည်ထန်ပိုပေါင်းနေခြင်းမှာအာဆီယံရဲ့စုပေါင်းအသံကဘလောက်ကျယ်နှံ့အောင်မလဲဆိုတာစောင့်ကြည့်ရမှာပဲဟုတ်ပါတယ် ဒါဒီကတော့ဒီတစ်ပတ်ကျွန်တော်တို့ရရှိထားတဲ့သတင်းရင်းမြစ်တွေတဲ့ကအဓိကကြတဲ့အချက်တွေကိုထုံနှုတ်လေ့လာတုံးတက်ခဲ့တာဖြစ်ပါတယ်။နတ်ဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကြီးစုတင်ပါတယ်ရှင်။နောက်တစ်ကြိမ်ပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ။ဒီနေ့ဆွေးနွေးသုံးသပ်ချက်ကဏ္ဍကနေကြိုးဆိုပါရစေ။အဲကျွန်တော်တို့ဒီနေ့အထူးကအထာဆွေးနွေးကြမယ့်အကြောင်းအရာကလည်းမကြာသေးခင်ကကွာလာလမ်းပေါ်မှာကျင်းပခဲ့တဲ့49ကြိမ်မြောက်အာဆီယံထိပ်တီးအစည်းအဝေးအဲ့ဒီအစည်းအဝေးရဲ့ဘေးဆက်လိုင်းစ်မှာပေါ့ ထိုင်းနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံတို့လက်မှတ်ရေးထိုးခဲ့ကြတဲ့အပိတ်အခတ်ရစဲရေးသဘောတူညီချက်ပဲဖြစ်ပါတယ်။အဲ့တော့အဲအဲ့ဒီသဘောတူညီချက်ကဟိုဇူလိုင်လတုန်းကဖြစ်သွားတယ်။အဲ့ဒီမှာလူ40ကျော်လောက်တေဆုံးပြီးတော့လူ3သိန်းနီးပေါင်းလောက်အုံမဲ့အိမ်မဲ့ထိခဲ့ရတယ်။အဲ့ဒီကြေးခွဲစရာနယ်စပ်ပဋိပက္ခရဲ့နှုတ်ဆက်သွဲအနေနဲ့ပေါ်ထွက်လာခဲ့တာပါပဲ။ဟုတ်ပါရဲ့။ တွေ့ထတန်ယုံမှုတွေအဆုံးသက်သွားတာတော့じゃတည်င်းကောင်းတစ်ခုပေါ့လေဒါပေမဲ့အခုမေးစရာရှိလာတာကဒီကွာလာလမ်ပူငင်းချမ်းရဲ့သဘောတူညီချက်လို့ပြောနေကြတာအဲ့ဒါကနေနိုင်ငံသားကဟိုနှဆိုင်တဲ့ပြဿနာတွေကိုကတကယ်ကိုထိုးဖောက်အောင်မြင်မှုတစ်ခုလားဒါမှမဟုတ်အမေရိကန်ပြည်ထောင်စုရဲ့နိုင်ငံရေးစီးပွားရေးဖိအားတွေအဲ့ဒါတွေကြောင့်ဖြစ်လာတဲ့အပေါ်ယံတန်တမာကြီးကဖြေရှုမှုသက်သက်ပဲလားဆိုတာပေါ့ပဲဟုတ်ကဲ့ဒါကအမတန်အရေးကြီးတဲ့မေးခွန်းပါဒီနေ့ကျွန်တော်တို့ရဲ့ဆွေးနွေးမှုဟာရရှိထားတဲ့အချက်အလက်အရင်းမြစ်တွေကိုအခြေခံမှဖြစ်ပါတယ် အဲကျွန်တော်အနေနဲ့ဆိုရင်တော့ဒီသဘောတူညီချက်ကိုတကယ်ကိုအရေးပါတဲ့တန်တမာရေးရအောင်မြင်မှုကခုငင်းချမ်းရဲ့တူတာအခိုင်အမာခြေလန်းတစ်တစ်ခုအဖြစ်ရှုမြင်တဲ့ဘက်ကနေတင်ပြသွားပါမယ်အင်းကျမကတော့ဒီသဘောတူညီချက်ရဲ့ဟိုယေရှုတည်တံ့ခိုင်မဲမှုပေါ့နော်ပြီးတော့အနှစ်သာရပိုင်းကိုမေကွမ်ထူချင်ပါတယ်သူ့ရဲ့အခြေခံတွေကတကယ်ပဲခိုင်မာမှုရှိရဲ့လားတကယ်ငင်းချမ်းရေးကိုဥတည်ရဲ့လားဆိုရဲအဲ့ရှုထောင်ကနေဆွေးနွေးသွားပါမယ်ကောင်းပါပြီဒါဆိုရင်ကျွန်တို့ရဲ့အမြင်ကို အရင်ဆုံးရှင်းပြခွင့်ပြုပါအဲဒီကွာလာလမ်ပူသဘောတူညီချက်ထားလေလာပေါင်းများစွာကြာမြင့်ခဲ့လေပြီးတော့လူသက်ပေါင်းများစွာဆုံးရှုံးခဲ့ရတဲ့နယ်စပ်ပြည်ပကကိုချက်ချင်းအဆုံးသတ်ပေးနိုင်ခဲ့တယ်ဆိုတော့ဒါသူကြီးတက်တက်ကိုကအင်မတန်ကြီးမားတဲ့အောင်မြင်မှုပါအမေရိကန်သမ္မတထရမ့်နဲ့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်တို့ကိုရိုင်းပူရလက်မှတ်ရေးထိုးတဲ့ဆိုတာကလည်းဒီသဘောတူညီချက်ရဲ့အရေးပါမှုကိုမိမောင်းထိုးပြနေတယ်လို့ပါပဲ အထူးသဖြင့်အမေရိကန်ရဲ့ဂျာဝင်စစ်စစ်ညီနိုင်မှုကအဆုံးဖြတ်ပေးခဲ့တယ်လို့ဆိုရမှာပါဟုတ်တယ်တမရထရမ့်ရဲ့တရိုက်ဖုန်းကောက်ဆမှုတွေပြီးတော့နိုင်ငံလုံးရဲ့အမေရိကန်ရဲ့ကုန်းတွေရေးအကောက်ခွန်ဆိုင်ရဲ့အခွင့်အလမ်းတွေကိုပြန်လည်တုံးသက်ရနိုင်တယ်ဆိုတော့အဲ့လိုတတိပြေးမှုတွေကနှစ်ဖက်လုံးကိုဆွေးနွေးပွဲဆော့ဖ်ဝဲဝိုင်းစီပြန်လည်ရောက်ရှိစေခဲ့တဲ့အဓိကထွန်းပါဖြစ်ခဲ့ပါတယ်အဲ့ဒီဂျိုပတ်မှုတွေကြောင့်ပဲဟိုကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မန်နဲ့ကတမရထရမ့်ကိုနိုဘယ်ညင်းချမ်းရေးဆုအတွက်အမိစာရင်းကျင်သွင်းခဲ့တယ် အဲ့လိုဆိုလို့ရှင်လားလားလေပြယုတ်ကကုပဲပေါ့နောက်ပြီးတော့လေဒီသဘောတူညီချက်ကအပြောတတ်တတ်မဟုတ်ပါဘူးလက်တွေ့ကြတဲ့လှုပ်ဆောင်ချက်တွေအများကြီးပါဝင်နေဥပမာပြောရရင်လူသားချင်းစာနာမှုအရာကမ္ဘောဒီးယားစစ်တုံးပန်း၁၈ဦးကိုလွတ်ပေးဖို့သဘောတူညီခဲ့တယ်နေဆက်ကနေလက်နက်ကြီးတွေနှစ်ဖက်စလုံးရုပ်သိမ်းဖို့ပြီးတော့အငင်းပွားနေတဲ့နေဆက်ဒေသတွေကိုပူတွဲတိုင်တားရေးလုပ်ငန်းတွေစတင်ဖို့နှစ်ဖက်စလုံးကိုအန်အေပေးနေတဲ့မြေမြုပ်မိုင်းတွေကိုပူတွဲရှင်းလင်းဖို့နောက်ဒေသတွင်းတည်ညီမှုကိုချိန်ချောက်နေတဲ့ ဟိုလင်လင်မှုဂိုင်းတွေရဲ့ပြဿနာကိုပူတွဲကင်တွယ်ဖြေရှင်းဖို့နောက်ပြီးတော့ဒီအပြတ်ခတ်ရက်ဆယ်ရေးကိုစောင့်ကြည့်ဖို့အာဆီယံစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ဖွဲ့စည်းဖို့အထိသဘောတူညီချက်တွေပါဝင်ပါတယ်ဆိုတော့ဒါလေးဟာအပေါ်ယံမဟုတ်ဘူးလေတကယ်ကိုလက်တွေ့ကျတဲ့ခြေလှမ်းတွေကဒါပြင်ညီချင်းရင်းနဲ့အတူစီးပွားရေးအခွင့်အလမ်းတွေလည်းပွင့်လာတယ်ပဲအလားအလာကိုရှင်းရှင်းလင်းလင်းပြသညီပါတယ်ဒါဟာအဲသမရထရမ်အစိုးရကကဘာတော်မှာစစ်ပွဲရှိခုကိုရပ်တန့်စေခဲ့တဲ့ဆိုတော့ သူတို့ရဲ့မူဝါဒကြေညာချက်ကိုလည်းအားဖြေပွဲရရောက်ပါတယ်။အင်းရှင်းချင်းပြတဲ့အချက်တွေကစိတ်ဝင်စားစရာတော့ပါပါတယ်။ဟုတ်တယ်။တွေးထွက်တန်ယုံမှုရက်သွားတာ၊စိတ်သွင်းဝက်နေလွတ်လာတာ၊နောက်စီးပွားရေးသဘောတူညီချက်တွေဖြစ်လာတာဒါတွေကကောင်းတဲ့လက္ခဏာတွေပါ။ဒါပေမဲ့ကျမကတော့ဒီကိစ္စကိုပေါ်ပြီးတည်ချပြီးကြည့်ချင်တယ်။ပရမဆုံးအနေနဲ့ပေါ့နော်။ဒီသဘောတူညီချက်ကိုငင်းချမ်းရဲ့သဘောတူညီချက်လို့သင်စိတ်တက်နေကြတာကိုပဲကျမမေးခွန်းထုတ်ချင်တယ်။ တကယ်တမ်းမာလီတာဟာအဖြစ်ခက်ရက်စဲသဘောတူညီချက်တစ်ခုသာဖြစ်နေတာမဟုတ်ဘူးလားပဋိပက္ခရဲ့အရင်ခံအကြောင်းတင်းဟာနှစ်နိုင်ငံကြားဆယ်စုနှစ်လည်နဲ့ချီပြီးအငင်းပွားနေတဲ့ဟိုနယ်ရမိတမ်းမာမှုပြက်တာအဲ့ဒါကိုလုံးဝထိတွေ့ကြင်တွေ့ထားတာမတွေ့ရဘူး No Center မဟာဗျူဟာသူတေသနအကာဒမီကဒေါက်တာယာဇမီဟာဆန်သုံးသက်ခဲ့တယ်လို့ပဲဒါဟာဆူရိုဖီစတီလ်ပေါ့ငင်းချဲအတူအယောင်သဘောတူညီချက်တစ်ခုဖြစ်နေမလားလို့စဉ်းစားစီရပါဟုတ်တယ်မလားထိုင်းမြရှိတဲ့ကိုယ်ရင်းနိုင်ငံဒါကိုငင်းချဲကြီးစီရောက်လန်းရလမ်းကြောင်း pathway to peace လို့ပဲသုံးနှုန်းခဲ့တာကသူတို့ကိုရိုင်းတာဟာအဆုံးသက်အဖြေမဟုတ်သေးဘူးဆိုတာသိနေလို့လားဆိုပြီးတော့လေအဲဒါမဲ့အပြည့်ရမှာပဲကြံတဲ့ဆွေးနွေးမှုတွေဆက်လုပ်လို့ရမှာပေါ့ဟုတ်တယ်မလားဒါကလိုအပ်တဲ့ပထမခြေလမ်းပဲမဟုတ်ဘူးလားโอเคပထမခြေလမ်းဖြစ်နိုင်ပါတယ်ဒါမဲ့အဲ့ဒီခြေလမ်းကိုဘယ်လိုရောက်အောင်လမ်းခေတယ်လဲဆိုတာကသူ့ရဲ့ခိုင်မာမှုကိုဆုံးဖြတ်ပေးမှာပါအမေရိကန်ရဲ့အကြောင်းဝင်မှုချောင်းရှင်ပြောထားတယ်ကျွန်မတီးထားတဲ့အချက်လက်တွေအရာတော့အဲ့ဒီအကြောင်းဝင်မှုဟာတန်တမန်အေးရနားချမှုတတ်တတ်ချက် ဟိုကွန်တွေးနဲ့အကောက်ခွန်ဆိုင်ရာဖိအားပေးမှု leverage ပေါ့နော်အဲ့ဒါတွေကိုအထိကအသုံးပြုခဲ့တယ်ဆိုလိုတာကသမ္မတ Trump ကနိုင်ငံလုံးကိုသူတို့ရဲ့စစ်ပွဲကြောင့်အမေရိကန်နဲ့ကွန်တွေးမှာဆုံးရှုံးနိုင်ခြေရှိတယ်အကောက်ခွန်ဆိုင်ရာအထူးအခွင့်အရေးတွေပြန်ဆင်းလာနိုင်တယ်ဆိုတဲ့သတင်းစကားမျိုးပေးခဲ့တယ်လို့ယူဆရတယ်အဲ့ဒါဒါဟာစစ်မှန်တဲ့စစ်ချက်ညှိနှိုင်းမှုချက်အတင်းကျပ်ဖိအားပေးမှုကြောင့်ရလာတဲ့သဘောတူညီချက်မျိုးဖြစ်နေနိုင်ပါတယ်အရေးငံပြဿနာကိုမဖြေရှင်းပန်းနဲ့ ဒီလိုဖျားပေးမှုအောက်ကအပိခတ်ရဆက်ရဟဘလောက်အချိရေရှိခမလဲနောက်ပြီးတော့ကွန်တွေးအကျိုးစီးပွားကိုငင်းချင်းရေးစိတ်ဆက်မှုနဲ့ဓာတ်ရိုက်ချိဆက်လိုက်တဲ့အခါမှာတဏ္ဍမန်ရရကအယောင်းဝယ်သဘောဆန်သွားပြီးတော့အနာကဆက်ဆံရေးတွေတမကောင်းတဲ့ဆန်နမူနာတစ်ခုဖြစ်သွားနိုင်တဲ့အန္တရာယ်လည်းရှိနေပါတယ်။ Ừm တဏ္မထရန်ရဲ့အခြားငင်းချင်းရေးဂျာဝင်စိတ်ဆက်မှုတွေနဲ့ပတ်သက်တဲ့ပြောဆိုချက်တွေ ဥမာအိန္ဒိယပါကစ္စတန်ပဋိပက္ခကိုသူဖြည့်ရှင်းပေးခဲ့တယ်ဆိုတဲ့အဆိုမျိုးကိုအိန္ဒိယဘက်ကလုံးဝလက်မခံဘဲပြင်းပြင်းထန်ထန်ညှင်းဆုပ်ခဲ့တာမျိုးတွေရှိနေတော့ဒီတစ်ချိန်အောင်မြင်မှုလို့ဆိုရမယ့်ကိစ္စမှာတော့သူ့ရဲ့အခန်းကဏ္ဍနဲ့ဒီတဘောသူညီချက်ရဲ့တကယ်အနှစ်သာရကိုအနှဲ့ငယ်ချင့်ချင်းပြီးကြည့်တဲ့တယ်လို့ထင်တယ်။ပြောတဲ့အချက်တွေကစဉ်းစားစရာလေးပါပဲ။ဟုတ်တယ်။အမေရိကန်ရဲ့နီလန်နဲ့ပတ်သက်လို့အမြင်ကွဲလွဲနိုင်တာပေါ့လေ။ဒါမဲ့ရလက်ကိုကြည့်အောင်။တွေးထွက်တန်ယုံမှု ချက်ချင်းရက်သွားတယ်။ဒါကအရေးကြီးဆုံးမဟုတ်ဘူးလား။ခမည်းပြောတယ်လို့အပြည့်ခတ်ချက်ဆေးကငင်းချမ်းရေးမဟုတ်သေးဘူးဆိုတာမှန်ကောင်းမှန်နိုင်ပေမဲ့အဲ့ဒီအပြည့်ရရေးတော့မရပဲနဲ့သွေးဆက်လက်မြေကြားနေလာထက်စာရင်ဒါဟာတကယ့်ကိုတန်ဖိုးရှိတဲ့အောင်ယူမှုမှာ။နောက်ပြီးကျွန်တော်စောစောကပြောခဲ့တယ်။ BOW လွတ်ပြရလက်နက်ကြီးတွေရုံသိမ်းတာပူးရဲတိုင်းတားကြီးမိုင်းရှင်းလင်းစာတာတွေလား။ စာရက်ပေါ်ကစာသားတသက်မဟုတ်ဘူးလေတကယ့်မြေပြင်မှာအကောင့်အထည်ဖော်ရမယ်ယုံကြည်မှုတစ္ဆောက်ရေးကအရေးပါတဲ့လုပ်ငန်းစဉ်တွေပါဒါတွေကိုအပေါ်ယံသဘောတူညီချက်လေးပြောလို့ရမလားခင်ဗျာနေစမီအငင်းပွားမှုအဲ့ဒါကိုရှောင်လဲထားတဲ့အဲ့အရင်ခံပေတနာကိုမဖြစ်ရှင်းတွေ့ရဒီလို့ဆောင်ချက်တည်းကဘယ်လောက်ရရှိတော်မလဲဥပမာပွဲတန်းတိုင်းလုပ်ငန်းဆောက်လုပ်တယ်ဆိုပါစို့တိုင်းတိုင်းရင်းနဲ့ သဘောထားကွက်လက်မှုတွေပြန်ပေါ်လာရင်နေဆက်ငင်းပွားမှုပြန်ပြီးခေါင်းတောင်လာရင်အခုရထားတဲ့ပြည့်ခရဲ့ဆေးရည်ကအလွတ်တခုပြန်ပြတ်တော်နိုင်တာပဲဒါကြောင့်ဒေါက်တာဟာဆန်ရဲ့ပစူရုပ်အစ်တီဆိုတဲ့အုံလုံးကိုကျွန်မပြန်ကိုက်ဆွဲရင်လေဆူလိုတာကဒါတကယ်ပြည့်တဲ့နယ်အပေါ်ရင်လက္ခဏာတွေကိုခဏတာကုသပေးလိုက်တာမျိုးဖြစ်နေပြီးတော့အထက်ယောဂအမြင့်ကိုထုတ်ဝင်ပြစ်နိုင်သေးဘူးလို့မြင်ပါတယ်။ဟွန်းဒါမဲ့ဒီလိုရှုပ်ထွေးတဲ့နယ်ဆက်ပြည့်တဲ့နယ်မျိုးကိုချက်ချင်းလက်ငင်းဖြေရှင်းဖို့ဆိုတာကလေလက်တွေ့မှာမဖြစ်နိုင်လာဘူးလေ။ အစင်စင်သွားမှာပဲအခုလိုအပိယပ်ပြီးတော့ယုံကြည်မှုတိဆောက်ပြီးမှအခက်ခဲဆုံးအပိုင်းကိုကင်တွဲတာကပိုပြီးတော့လက်တွေ့ကြတဲ့ချင်ကပ်မှုမဟုတ်လားဟုတ်ပါတယ်အစင်စင်သွားမှာမှမှန်ပါတယ်ဒါပေမဲ့အဲ့ဒီအစင်တူရဲ့ခိုင်မာမှုကအရေးကြီးတယ်လေအခုဒီအစင်ကိုတွန်းပို့ခဲ့တဲ့အထူးအကြောင်းရင်းကအမေရိကန်ရဲ့ကွန်တွဲဖိအောင်ဆိုလာညှင့်လို့မရဘူးအဲ့ဒီဖိအားကရေရှည်မှာဆက်ရှိနေမှာလားအမေရိကန်နိုင်ငံရဲ့အပြောင်းလဲဖြစ်သွားရင်ကော ဒီသဘောတူညီချက်ကိုအာမခံချက်ပေးထားတဲ့ဖြစ်အားတွေရော့သွားမလားဒါကကျမရဲ့အဓိကစိုးရိမ်မှုပါကွန်တွေရဲကိုလက်နက်လိုတုံးတဲ့တန်တမန်ရဲဟာထိရောက်ပုံပေါ်နိုင်ပေမဲ့သူ့မှာအန္တရာယ်တွေရှိတယ်နိုင်ငံတွေအကြားယုံကြည်မှုကိုပြက်ပြားစေနိုင်တယ်နောက်ပြီးအခုကိစ္စမှာအမေရိကန်ကတစ်ဖက်မှာငြင်းကြမ်းရေးစကားပြောရင်နောက်တစ်ဖက်မှာကမ္ဘောဒီးယားနဲ့ကွန်တွေရေးထိုင်းနဲ့တပ်တူတူဖို့ရေးသဘောတူညီချက်တွေချို့ဆိုသွားတာကိုကြည့်ရင် ဒီဆက်ဆက်မှုဟာဒေသတွင်တည်ငြိမ်ရေးဆိုတာထက်အမေရိကန်ရဲ့ကိုယ်ပိုင်စီးပွားရေးမဟာဗျူဟာချိုးစီးပွားကိုပိုပြီးဥတည်နေသလားလို့မေးဟွန်းထုတ်เสียဖြစ်လာပါတယ်။အဲ့ဒါအချိုးစီးပွားဆိုတာကတော့နိုင်ငံတကာဆက်ဆံရေးမှာအမေရန်ပါနေတဲ့အရာပဲလေ။အမေရိကန်မှာသူ့အချိုးစီးပွားရှိတယ်လို့ထိုင်းနဲ့ကမ္ဘောဒီးယားမှာလည်းငိမ့်ချမ်းရင်းနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကသူတို့ရဲ့အချိုးစီးပွားပဲ။ဆိုတော့အချိုးစီးပွားလေထပ်တူကြလို့ဒီလိုသဘောတူညီချက်ရလာတာလို့မြင်လို့မရဘူးလား။ နောက်ကဒေတာရင်းရှူဒေါင်ကိုကြည့်ရင်အာဆီယံစောင့်ကြည့်ရေးအဖွဲ့ဖွဲ့စည်းဖို့သဘောတူညီချက်ပါတာကအရေးကြီးလေ။ဒါဒီသဘောတူညီချက်ကိုဒေတာရင်းကအတိမတ်ပြူတယ်။ပူပေါင်းဆောင်ရွက်ဖို့အသင့်ရှိတယ်ဆိုတာကိုပြတယ်။အာဆီယံဘောင်အတွင်းကဖြည့်ရှင်းဖို့ကြိုးစားတာပေါ့။ကမ္ဘောဒီးယားဝန်ကြီးချုပ်ကတမရထရမ့်ကိုနိုဘယ်ဆုအမီဆာရဲ့တင်သွင်းတာကလည်းဒီချိုးပေါင်းမှုအဖို့ဒေတာရင်းကအကောင်းမြင်တယ်ဆိုတာပြသတာပဲ။တာရီကရေရှည်တော့အပြုသဘောဆောက်တဲ့အလားအလာတွေမဟုတ်ဘူးလား။အင်း အာဆီယံစောက်ကြီးရဖွဲ့ပါဝင်လာတာတော့အားတက်စရာပါ။ဒါပေမဲ့ထိုင်းအရာရှိတွေကိုတန်ကငင်းချောင်းအီစီလောက်လှန်ရလမ်းကြောင်းလို့တတိထသွင်းခဲ့တာကိုကျွန်မပြန်ထောက်ပြခြင်းတယ်။အရင်ခံနေချက်ပြဿနာကအချိန်မရေးပြန်ပေါက်ကွဲလာနိုင်တဲ့မိုင်းပုံလို့ဖြစ်နေတုံပဲဆိုတာကိုပေါ့။အဲ့ဒီပြဿနာပြန်ဖြစ်လာရင်အာဆီယံစောက်ကြီးရဖွဲ့ကဘယ်လောက်အထီးထီးရောက်ရောက်ဂိုင်းတွင်နိုင်မလဲ။အာဆီယံရဲ့သမိုင်းကိုကြည့်ရင်ဒီလိုအဖွဲ့ဝင်နိုင်ငံကြားပဋိခတ်တွေကိုကြောင်းဝင်ဖြေရှင်းရမှာအားနည်းချက်တည်ရှိခဲ့ဘူးတဲ့။ နောက်ပြီးအမေရိကန်ရဲ့ဖိအားပေးမှုရောသွားရင်ဒါမှမဟုတ်နိုင်ငံပြည်တွင်းနိုင်ငံရဲ့အခြေအနေတွေပြောင်းလဲသွားရင်ဒီသဘောတူညီချက်ကဆက်ပြီးခိုင်မဲနေပါမလား။ဟိုနိုဗဆုမီဇိုင်းတင်သွင်းတာကတော့တန်တမာရဲ့အမှုရာတစ်ခုခင်နိုင်တယ်လို့အမေရိကန်ရဲ့အကူအညီကိုဆက်ရလုတဲ့သဘောလေးဖြစ်နိုင်ပါတယ်။ဒါကြောင့်ရေရှည်တည်တဲ့မှုနဲ့ပတ်သက်လို့ကျွန်မအကောင်းမြင်ဖို့ခံနေတော့မှာပဲ။ဟုတ်ကဲ့။တမဒါထရမ်ရဲ့အခန်းကဏ္ဍကိုလေ့ချီတင်တယ်လို့ကျွန်တော်ချင်တယ်။သူရဲ့ကြီးကြဝင်စိတ်ဆက်မှုအောင်မြင်တာကသူဟာကဘာပဋိပက္ခ ဒီကိုဖြည့်ရှင်းနိုင်တဲ့ခေါင်းဆောင်ကြီးအောင်ငင်းခန့်ရေးဖော်ဆောင်သူ peace maker တယောက်ဆိုရဲသူ့ပုံရိပ်ကိုအဖြစ်ပေးလိုက်တာပဲသူကိုယ်တိုင်ပြောခဲ့သလိုသူအစိုးရလက်ထက်မှာစစ်ပွဲရှစ်ခုကိုရပ်တန့်စေခဲ့တယ်ဆိုတဲ့အဆိုအထဒါကနောက်ထပ်သက်တည်တစ်ခုဖြစ်လာတယ်ဆိုတော့ဒီလိုပြတ်သားတဲ့ရားလက်ကိုဥတီတဲ့ချင်းခတ်မှုမျိုးကတခါတလေရှုပ်ထွေးနေတဲ့ပဋိပက္ခတွေကိုဖြည့်ရှင်းဖို့လိုအပ်တယ်လို့ဆိုနိုင်မလားဟုတ်ကဲ့ဒီဖြစ်မှာတော့သူကြားဝင်ဆက်ဆက်ပေးချက်ပြီးအပြည့်ခတ်ရက်ဆက်သွားတဲ့ဒါတော့ဒီမှပြည့်ရမှာပါ ဒါမဲ့သွေးချားညင်ချင်ကျူပတ်မှုတွေနဲ့ပက်ကက်တဲ့အငင်းပွားဖွယ်ရာပြဆုချက်တွေကိုလစ်လူရှူးလို့မရဘူးတဲ့ကျမဆော့ဆော့ကထောက်ပြခဲ့တဲ့အိန္ဒိယပါကစ္စတန်ကိစ္စမှာအိန္ဒိယကသွေးပြဆုချက်ကိုပြပြထန်ထန်ညင်းဆုခဲ့တဲ့အာဖဂန်နစ္စတန်ပါကစ္စတန်ပဋိပက္ခကိုမြန်ဆုံးဖြည့်ရှင်းပေးမယ်လို့သူပြောခဲ့တာတွေလည်းရှိတယ် အခုထိုင်းကမ္ဘောဒီးယားကိစ္စမှာအောင်မြင်မှုရခဲ့တယ်ဆိုရင်တော့ဒါဟာသူ့ရဲ့ရေဘွေရငင်ချင်းရေဖော်ဆောင်နိုင်စွမ်းလို့ပြတာလားဒါမှမဟုတ်ဒီတစ်ချိန်မှာသူ့မှာအသုံးချစရာကိုကုံသွယ်ရေးဖိအား leverage ရှိနေလို့အဆင်ပြေသွားတာလားဆိုတာစဉ်းစားရမှာပဲသူ့ရဲ့အောင်မြင်မှုလို့ဆိုတဲ့အရာဒီမှာချက်ကပြောဆိုမှုတွေချင်းနဲ့အရရတိုက်ဆိုင်မှုတွေပံဝင်နေတဲ့ခြေကိုလည်းထက်သွင်းစဉ်းစားစင်ပါပဲဒီတစ်ချိန်အောင်မြင်မှုတစ်ခုတည်းနဲ့သူ့ကိုကဘာလုံးဆိုင်ရငင်ချင်းကြီးသူရဲ့ကောင်ဖြစ်သက်မှာဖို့ကတော့ဆော်လုံးနဲ့လို့ကျွန်မမြင်ပါတယ်အောင်ပါဘီ ကျွန်တော်တို့ဆွေးနွေးခဲ့တာတွေတော်တော်လေးပြည့်စုံလာပါပြီ။ဤကုန်းချုပ်အနေနဲ့ကျွန်တော်ရဲ့အမြင်ကို ပြန်လည်တင်ပြရင်ဒီကွာလာလမ်ဘူသဘောတူညီချက်ဟာ အသက်ပေါင်းများစွာဆုံးရှုံးစေခဲ့တဲ့နေဆက်ပတိပခတ်ကိုချက်ချင်းရပ်တန့်စေခဲ့တဲ့အလုံးအရေးကြီးတဲ့အောင်မြင်မှုဖြစ်ပါတယ်။ဒါ့အပြင်စစ်တုံးပန်းလွတ်ပေးရေးလက်နက်ကြီးတွေရုတ်သိမ်းရေးပူးတွဲလှောက်ဆောင်ရမယ့်ကိစ္စရပ်များနဲ့အာဆီယံရဲ့ပါဝင်မှုအပါအဝင် လက်တွေ့ကြတဲ့အစီအမံတွေက အနာဂတ်ငင်းကြမ်းရေးအတွက်ခိုင်မာတဲ့အခြေခံအုတ်မြစ်ကိုချပေးနိုင်ခဲ့တယ်။အဲအမေရိကန်ရဲ့တက်ကြွပြီးရလက်ကိုဥတီတဲ့တန်တမာရဲ့ကြိုးပမ်းမှုရဲ့အောင်မြင်မှုတစ်ခုအဖြစ်ကျွန်တော်ရှုမြင်တယ်။อืมจมัยนี่คงชกตรงตัดเชกก็รอดีโลบา ဒီသဘောတူညီချက်ဟာသွေးထွက်သံယုံမှုကိုယာယီယာဖြင့်ရပ်တန့်စေနိုင်ခဲ့တာမှန်ပေမဲ့ပဋိပက္ခရဲ့အဓိကအကြောင်းရင်းဖြစ်တဲ့နေစအငင်းပွားမှုကိုလုံးဝကိန်းသွေးဖြည့်ဆင်းထားခြင်းမရှိပါဘူးဒီသဘောတူညီချက်ဖိမြောက်လာဖို့အမေရိကန်ရဲ့စီးပွားရေးဆိုင်ရာဖိအားပေးမှုတွေအပေါ်အလွန်အမျိုးမျိုးခိုနေပုံဖော်လွှင်းနေပါတယ်ဒါကြောင့်ဒီသဘောတူညီချက်ရဲ့တကယ်အနှစ်သာရပိုင်းခိုင်မာမှုနဲ့အထူးသဖြင့်ရေရှည်တည်တတ်နိုင်စွာဟာမေခွန်းထုတ်စရာအများကြီးရှိနေသေးပါဒါဟာတကယ်ငင်းချမ်းရေးသည့်ဖိအားပေးမှုကြောင့်ရလာတဲ့မခိုင်မဲတဲ့အပစ်ခံရဲ့ ေရေးတသက်တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဟုတ်ကဲ့ဒီကိစ္စရမှာရှူတောင်မျိုးစုံကနေတုံးသက်ဖို့လိုအပ်တယ်ဆိုတာကိုတော့ကျွန်တော်တို့နဲ့ဥစလုံးလက်ခံပါတယ်။ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အချက်တွေကဒီကွာလာလမ်ပူသဘောကျညီချက်ရဲ့ရှုပ်ထွေးမှုတွေနဲ့ဖြစ်နိုင်ခြေတွေကိုမိမောင်းထုတ်ပြနိုင်ခဲ့လိမ့်မယ်လို့မျှော်လင့်ပါတယ်။ဟုတ်ပါတယ်။ဒီသဘောတူညီချက်ရဲ့အနာကဘယ်လိုဖြစ်လာမလဲသူချမှတ်ခဲ့တဲ့လုပ်ငန်းစဉ်တွေတကယ်အကောင့်အထည်ပေါ်လာမလားဆိုတော့ကျွန်တော်တို့အားလုံးဆက်လက်စောင့်ကြည့်ရမှာပါ။ ဒီနေ့တင်ပြခဲ့တဲ့အမြင်ကွဲပြားမှုတွေကနားထောင်သူတွေအနေနဲ့ဒီအကြောင်းအရာကိုပိုပြီးစဉ်းစားဆင်ခြင်ပြီးတော့ကိုယ်ပိုင်သုံးသက်ချက်တွေချနိုင်ဖို့အထောက်အကူပြုမယ်လို့ယုံကြည်ပါတယ်။